မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမြန်မာအကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်ဖြင့်အသုံးပြုလိုက်မည်ဟုနိုင်ငံတကာသို့ကုလသမဂ္ဂဦးကျော်မိုထွန်သတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာအကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်ဖြင့်အသုံးပြုလိုက်မယ်ဟုနိုင်ငံတကာသို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တမ်မက်ကြီးဦးကျော်မိုးထွန်းကပြောပါရယ် အော်တိုဝါလာ၂၁ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောအကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီ၏နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆိုင်ရာစည်းဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကရှင်းသူသတိပေးခြင်းဖြစ်ပါသည်နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရန်ဟူသောယူဆသည့်အကြမ်းဖက်ဇေယျစုနှင့်အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်ကြောင်းအပန်းဖြေရာတွင်အသုံးပြုသည့်ပါရာမော်တာ ားများကိုပင်အရက်သားများပေါ်လက်နက်ဖြင့်အသုံးပြုသည့်စစ်တပ်သည်နျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်ဖြင့်အသုံးပြုလိမ့်မည်ဖြစ်ကြောင်းတန်မဲကြီးကတရိပ်ပေးပါသည်။စေအုပ်စုက ပြုလုပ်ရန်စီစဉ်နေသည့်အတုရောင်လိညာရွေးကောက်ပွဲကိုပံ့ပိုးမည်မြစ်သည့်နိုင်ငံတကာအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုများသည့်စေအုပ်စု၏အနေအရှိသောနျူကလ িয়ার ရည်မှန်ချက်များအကောင့်ထဲပေါ်နိုင်ရန်တဆင့်တိုး၍အနီးကပ်သွားစေမည်ဖြစ်ကြောင်းတန်မဲကြီးကထပ်လောင်းတရိပ်ပေးပါသည်။ မြန်မာနိုင်ငံသည်ရွေးကောက်ခံရက်သားဆိုရလက်ထက်၌ TPNW Nuclear Bayani ရဲ့ကာကွယ်ဆိုင်ရာ Convention CNS Nuclear ပစ္စည်းများရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ Convention CPBNM နဲ့ CTBT တို့ကိုအတိပြုလက်မှတ်ရေးထိုးခဲ့ကြောင်း TPNW ကိုအတိပြုရန် IAEA ရဲ့နောက်ဆက်တွဲစာချုပ်ကိုအသက်ဝင်စေရန် MS2B ကိုလိုက်နာမည်မိမိတို့၏အစီအစဉ်အလုံးသည်2021ခုနှစ်တရားမဝင်အကြမ်းဖက်ဆေးရနာတိမ်မှုကြောင့်ပျက်စီးသွားခဲ့ရကြောင်းတမ်းမဲ့ကြီးကရှင်းပြပါသည်အကြံဖန်စေအောင်ဆိုမှအရက်သားများပေါ်ရာဇဝမှုများနဲ့ပြစ်မှတ်ခွဲခြားခြင်းမရှိသည့်လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်ကျူလွန်လာချိန်မှာစေယုစုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်သည့်နိုင်ငံတနိုင်ငံနဲ့ပူးပေါင်း၍နျူကလ িয়ার စွမ်းရည်အစီအစဉ်ဟုအမိတက်ဆောင်ရွက်နေမှုအပေါ်အလေးနက်စိုးရိမ်မိကြောင်းတန်အမကြီးဦးကျော်မိုးထွန်းကထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါသည်။မြန်မာအရင်အာဆီယံ၏ဘုံသဘောတူညီချက်၅ရက်ပြင်လုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669ကိုအပါအဝင်ကုလသမဂ္ဂအဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်များစွာကိုချိုးဖောက်နေသောအကြမ်းဖက်စစ်တပ်သည် IAEA IAEA ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမံများကိုလည်းချိုးဖောက်လိမ့်မည်ဖြစ်ကြောင်းတရားမဝင်လက်နက်ဝင်ယူရေးလုပ်ငန်းများကိုလွဲကူစင်ရန်လုပ်ပေးနေသောစစ်အုပ်စုနှင့်၎င်း၏လက်အောက်ခံများသည်တရားမဝင်နျူကလ িয়ার လုပ်ငန်းများကိုလွဲကူစွာလုပ်ကြလိမ့်မည်ဖြစ်ကြောင်းတန်မဲကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာသို့ရှင်းလင်းပြောဆိုကြောင်းသိရှိရပါသည်။ ထို့ကြောင့်အကျန်းဖက်စစ်တပ်တန်းတို့လက်နက်များဆစ်လက်နက်ပစ္စည်းများတိုက်လေရင်စင်အခြားစစ်ဘက်အရက်ဘက်တို့နှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်ပညာများစီးဆင်းမှုကိုဖျက်တောက်ဆက်ဆက်ဤပညာများစီးဆင်းမှုကိုဖျက်တောက်ကြပါရန်နှင့်အဖွဲ့ဝင်နိုင်ငံများအားလုံးကိုတာမကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုကြောင်းသိရှိရပါသည်။ အကျန်းဖက်စစ်တပ်က KK ဘတ်ကိုဝင်စီပြီးကြားဖြတ်နှိမ်နင်းရေးအမြင့်တက်မှုခေါင်းကားလုတ်သည့်ပြည်တစားနှိမ်နင်းရေးဇလံဟု KNU ဗဟိုလုံးမှုဆောင်ဘရိုစော်တော်နီပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်တပ်က KK ဘတ်ကိုဝင်စီးပြပြီးကြားဖြတ်နေနေရဲ့အမြင့်တက်မှုမှာခေါင်းကလုတ်သည့်ပြည်တစားနေနေရဲ့ဇလန်သာဖြစ်ကြောင်းခရင်မျိုးသားစီယုံ KNU ဗဟိုလုံးမှုဆောင်ဘရိုစော်တော်နီကပြောဆိုပါတယ် ကျန်းဖန်စစ်တပ်က BGF ကောင်းဆောင်ပုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လုကိုင်းနေသော KKBAT ကိုဝင်ရောက်စီးနှင်ပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကြောင်း KKBAT ကိုစီးနှင်ခဲ့ရာစောင့်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်အလုံး140တိုက်အလုံး25နဲ့တိုက်နှလုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး20နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး30တစ်ထပ်တိုက်9ရောင်15လုံးနှစ်ထပ်တိုက်9ရောင်အလုံး20၄ထပ်တိုက်9ရောင်10လုံးစောင့်လုပ်စဲနှစ်ထပ်တိုက်23လုံးသုံးထပ်တိုက်10လုံး၄ထပ်တိုက်9 ၅လုံး၊ငါးရက်တိုက်၅လုံးနဲ့တထက်တိုက်ဆေးပေကန်နှခန်းတို့တွေ့ရှိခဲ့ကြောင်းစတားလင်ဇလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတ်သမားအမျိုးသား1645ဦး၊အမျိုးသမီး455ဦး၊လုံခြုံရေးအမျိုးသား60ဦး၊စုစုပေါင်း2190ဦးတွေ့ရှိခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က KK ဘတ်ကိုစီးနှင်းပြပြီးကြားဖြန့်နေနေရေးဥဆုံးနေခြင်းမှာတစ်ချိန်ကကွန်မြူနစ်ခေါင်းဆောင်တခင်ဆိုးပြောခဲ့မှုတဲ့ခေါင်းကလုတ်တီပြစ်တစားနေနေရေးဆိုသောဇလန်းကိုတရိယာမိကြောင်း KNU ဘရိုဆော်တိုနီကမှတ်ချက်ပြုပြောဆိုပါတယ် တခင်ဆိုးပြောပြောနေတဲ့ပြည်ထစာနေနေရေးဇလန်းကိုပဲပြန်အမတ်ရနေပါတယ်ခမဟုဘရိုဆော့တော်နီကရှင်းပြပါတယ်အကျန်းဖက်စစ်တပ်ဤပြောရေးဆိုခွင့်ရှိသူအကျန်းဖက်ဇော်မင်းထွန်းကမြောက်ရီမြို့နယ်တောင်ပတ်မဲထော်တလေးရှိ KK ဘတ်မှာ KNU နယ်မြေအတွင်းမှာရှိပြီး KNU မှာအရာရှိတချို့ကကွန်မတီထောင်လောက်ကင်နေကြခြင်းဖြစ်ကြောင်း KNU ကတနိုင်ငံလုံးကိုရောင်းစားသည့်အဖွဲ့ဖြစ်ကြောင်းဟွာနာပြန်တင်းမီဒီယာများမှထုတ်ပြန်ပြောဆိုပါတယ် KNU ကဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကျန်း ဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကောက်အကွယ်ပေးထားပြီးတရုတ်နိုင်ငံ၊ထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရောက်စွမှုတွေကျွလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ပိုက်ဆံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောက်စားဖို့ဝန်မလေးတဲ့ KNU နဲ့အဖွဲ့ကိုနိုင်ငံတကာပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဟုအကြံဖက်ဇော်မင်းထွန်းကဆိုပါတယ်။ မြန်မာနိုင်ငံမှာကြားပြန့်လုပ်ငန်းများကိုအဓိကစောင့်ကြည့်လေ့လာနေသည့် Justice for Myanmar နဲ့ USIB တို့က KKPAT ကိုစစ်တပ်၏လောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သောခရင်နေကြားဆောင်တပ်ဖွဲ့ BGF ကဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်းတက်တဲ့အထောက်အထားဖြင့်အစင်းခံတဲ့င်းများထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထို့ပြင်အမေရိကန်ပြည်ထောင်စုကစစ်တပ်လောက်ကန်ဘီဂျီရဲ့ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူအပါအဝင်ခြားပြန့်လုပ်ငန်းများကိုအကောက်အွယ်ပေးလုံခြုံရေးယူနေသောဘီဂျီရဲ့ကောင်းဆောင်များကိုစီးပွားရေးပိတ်ဆို့မှုများဇက်တိုက်ချမှတ်ခဲ့ပါတယ်။မြောက်ရီမြို့နယ်တွင်ရှိ KK ပတ်ခြားပြန့်ငွေလင်းချံဝင်းကြီးမြေနေရာကိုတရုတ်ခြားပြန့်ရာဇဝခိုင်းများကမြန်မာစစ်အုပ်စုကုတ်ကဲမှုအောက်ရှိကရင်နေသားကြောင့်တပ်ဖွဲ့ထံမှငားရမ်းခဲ့ခြင်းဖြစ်ကြောင်း KK ပတ်တိဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်မှာစတင်ခဲ့တော်လဲ2021အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာ သာအလုံးရင်းနဲ့တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလအထိ10လအတွင်းအဆောက်အုံသည်အလုံးပေါင်းအလုံး20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုလူတပ်ပေါ်များမှတစင်မြင်တွေ့နိုင်သည်ဟု Justice for Myanmar ကတရင်ထုတ်ပြန်ခဲ့ပါသည်။ ။အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည့်မြန်မာစစ်တပ်၏ရာဇဝတ်ဆင်ပွားလုပ်ငန်းကွန်ရက်ကြီးဗဟုချက်တွင်တည်ရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ခရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကိုလက်တံမွေးကာအစိုးရလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူ့စစ်များထံစီစဉ်နေသောဘဏ္ဍာငွေစစ်လက်နက်နှင့်လေယာဉ်စီရင်းမြစ်များအလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရောက်ဆိုကြောင်းအရာအရင်းယူတာဝန်ခံစေရေးဒေသလေးအစိုးရစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည်ဖြစ် ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ American ချေဆိုင် USIB ကကရင်ပြည်နယ်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှကြားဖြန့်ခိုင်းများအရှိန်ဟုန်ဖြင့်ရောက်ရှိနေပြီး American ကိုပြစ်မှတ်ထားလာကြောင်း BGM ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနှင့်မုတ်တုံတို့ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်း American ဒေါ်လာ192သန်းအမြတ်ဆုံးနှစ်စဉ်ရနေကြောင်းအစိုးရကဖော်ပြခဲ့ပါတယ်။ မြောက်ရီမြို့နယ်တွင်အွန်လိုင်းကြားဖြတ်များအခြေစိုက်သည့်ရွှေကုတ်ကိုမြို့သိစီမံကိန်း၊ရထိုင်းမြို့သိစီမံကိန်း၊ဒေါင်းမီဥယင်စီမံကိန်း၊အပိုလိုဘတ်၊ဂျင်ဇစ်ဘတ်၊ KK ဘတ်မြောက်ရီမြို့သိစားရီစီမံကိန်းများစွာကို PGF ကဦးဆောင်ရေးတရုတ်စီးပွားရေးသမားများပြပဒူးစရိုက်ခိုင်းများနေတွင်တွဲဖက်အကောင့်ထဲပေါ်လာနေခြင်းဖြစ်ပါသည်။မြန်မာစစ်တပ်နှင့်ပူးပေါင်းထားတဲ့ကရင် PGF ဖွဲ့ကကရင်ပြည်နယ်မှမြောက်ရီမြို့ပအဝင်နေမြေချို့ကိုထိန်းချုပ်ထားကြောင်း ဘီဂျီအက်ပါဝင်ပတ်သက်နေသောတရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလိမ်လည်ရောက်စွမှုကွန်ရက်များကြောင့်ကမ္ဘာတဝန်းမှလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့တင်ရောက်စွမှုများကျူးလွန်ရန်အတင်းကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေသည့်ပြင်အမျက်ထုတ်ခံရသည့်အလုပ်သမားများနှင့်စိုက်ပါလိမ်လည်မှုစခန်းများလည်ပတ်နေကြောင်းသိရပါသည်။ ဘုံမူကြီးစောချစ်သူဦးဆောင်သော PG အတွက်အကြီးမားဆုံးအမျက်ငွေမှာတရုတ်ရာဇဝတ်ကိုင်းများကြောထောက်နောက်ခံပြုထားသောအွန်လိုင်းကာစီနိုအွန်လိုင်းကြားဖြင့်လုပ်ငန်းမှဖြစ်ကြောင်း PG ထိန်းချုပ်ထားသောအွန်လိုင်းရာဇဝတ်ကိုင်းများကအနည်းစင်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး PG အမေရိကန်ဒေါ်လာ1,900ကျော်ရရှိနိုင်ကြောင်း USIB ကတင်ပြထုတ်ပြန်ခဲ့ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ဤနေနေမှုများကြောင့်အွန်လိုင်းငွေလိမ်လည်ခိုင်းများကြားဖြန့်သည့်ကရင်ပြည်နယ်သို့ရွှေ့ပြောင်းနေပြီးစစ်တပ်လောက်ခံနေကြဆောင်တဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူမုတ်တုံတင်ဝင်းဆိုင်းကျော်လရောဂျာခင်တို့ကအဓိကပါဝင်ပတ်သက်သူများဖြစ်ကြောင်း American USIB ကအစီရင်ခံဖော်ပြကြောင်းသိရပါတယ်။ ကရင်နယ်အတွင်းပြောင်း BGA ရဲ့အဓိကကောင်းဆောင်ပုဂ္ဂိုလ်သုံးဖြစ်တဲ့ဘုံမူကြီးစောချစ်သူဘုံမူမုတ်သုံးနဲ့ဘုံမူကျင်ဝင်တို့ကတရုတ်အွန်လိုင်းငွေလိမ်ခန်းများကိုလက်ခံရအတွင်းအဓိကပါဝင်သူများဖြစ်ကြောင်းသိရပါတယ်။ကရင်ပြည်နယ်ရှိအွန်လိုင်းငွေလိမ်ခန်းများဟာစောချစ်သူရဲ့နေကြာဆောင်တပ်ဖွဲ့ BGA ထိန်းချုပ်နယ်မြေမှာလည်းပတ်ပြီးတပ်ဖွဲ့ဝင်အင်အား8000ကျော်ဖြင့်အင်အားကောင်းတဲ့ BGA KNU ကို KNU နဲ့စစ်တပ်ကပါတိုက်ရိုက်ပဋိပက္ခဖြစ်ပွားရန်ဆန္ဒမရှိကြောင်း USIB ကဆိုကြောင်းသိရပါတယ်။